အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုဆက်ပြီးတော့ပြောပြပါမယ်။အာတရုတ်နိုင်ငံမှာတော့ဒီဘိုဟိုစစ်ကော်မရှင်အဲဒုတိယဥက္ကဋ္ဌအပါအဝင်ဘိုချုပ်ကြီး၉ယောက်ကိုအာဏာရဒီကွန်မြူနစ်ပါတီနဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ကနေထုတ်ပယ်လိုက်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါရတယ်။ အဲ့ဒီစစ်ဘိုလ်ချုပ်ကြီးကိုရောက်တဲ့မှာယာရုအကြီးဆုံးဖြစ်တဲ့ဟိုးဝေတုံးဟာဒီအာလူ24ယောက်ပါတဲ့တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဘျူရိုအဖွဲ့ဝင် ဖြစ်တယ်လို့သမရရှိချင်းဖြင့်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ဘိုဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။အာစစ်အရာရှိကြီးတွေကိုဗန္နာယီကိစ္စချိုးဖောက်မှုဒီကြီးကြီးမားမားရှိနေတယ်ဆိုတဲ့တန်တရားနဲ့အရေးယူထားတာလည်းဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိ သူအာကျန်းလျှောက်ကန်းကတော့ဒီအဲ့ဒီအဲဆက်အရာရှိကြီး၉ယောက်ဟာပုံမှန် မဟုတ်တော့အောင်ဒီကြီးမားလို့နဲ့ပေါ့လေငွေကြီးပမာဏတွေနဲ့ပတ်သက်တဲ့ရာဇဝတ်မှုကြီးအတွက်တန်ရရှိသူတွေဖြစ်တယ်လို့အွန်လိုင်းကြေညာချက်မှာဖော်ပြထားပါတယ်။ဟိုးဝေ၃ဟာဒီတရုတ်နိုင်ငံမှာအရာထူးအရာဆိုလို့ရှိရင်ပေါ့လေတတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တာကြောင့်လက်တလောသမရရှိချင်းဖြင့်လက်ထက်အေးယူခံရတဲ့အရာရှိအရာထူးထဲမှာပေါ့လေအကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သူကအရင်နှစ်ဒီပြီးခဲ့တဲ့နှစ် ပေါ့လေနိုဝင်ဘာလလောက်ကလေးကလူမြင်ကွင်းကနေပြောက်ွယ်နေခဲ့တာ ဖြစ်တယ်လို့လည်းအကဲခတ်တွေကပြောပါတယ်တောက်ကြနေက ရာဒူးကနေထုတ်ပယ်လိုက်တဲ့အာစစ် အရာရှိကြီး၉ယောက်ထဲမှာ၈ယောက်ဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ဗဟိုကော်မတီဝင်တွေဖြစ်ကြပါတယ်။တရုတ်ကွန်မြူနစ်ပါတီရဲ့ဒီဗဟိုကော်မတီစတုဒ္ဓအကျင့်မျက်နှာဆုံးညအစည်းအဝေးကိုအခုပတ်ထဲမှာကျင်းပဖို့ရှိနေတဲ့အချိန်မှာပဲဒီအရေးယူမှုကြီးကဖြစ်ပွားခဲ့တာပါ။ American သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းသမ္မတဇလန်စကီကို တာဝေးပစ်အာပဲ့ထိန်ဒုံးကျည်တွေဖြစ်တဲ့ Tomahawk အဒုံးကျည်တွေကိုလောလောဆယ်မှာမပေးနိုင်သေးဘူးလို့ပြောလိုက်ပါတယ် အစောပိုင်းကတော့အမေရိကန်ဟာအာဒီတိုမဟော့ဒုံးကျည်တွေကိုယူကရိန်းကိုပေးမယ်လို့ပြောထားပေမဲ့သမရထရန့်နဲ့ရုရှားသမရပူတင်တို့ဖုန်းနဲ့စကားပြောပြီးတဲ့နောက်မှာထရန့်ရဲ့လေတံကပြောင်းသွားခဲ့တာပါရုရှားကတော့ဒီဒုံးကျည်တွေကိုပေးမယ်ဆိုရင်ကြီးမားတဲ့စူဂျိုးတွေနဲ့ကြုံရမယ်လို့အစောပိုင်းကလေးကချိန်ချောက်ထားခဲ့တာဖြစ်ပါတယ်အမေရိကန်သမရဒိုနယ်ထရမ့်ကယူကရိန်းစစ်ပွဲကိုနှစ်ဖက်စလုံးကရောက်နေတဲ့နေရာမှာရက်စီချင်တယ်လို့အာတောက်ကြ နေ့ကယူကရိန်းသမ္မတနဲ့အစည်းအဝေးပြီးမှပြောလိုက်ပါတယ်ဒီနှစ်ဖက်စလုံးဟာနိုင်တယ်လို့ဆုံးဖြတ်ကြပါစေအောင်တော့ဒီအာတကယ်တော့ဘသူကနိုင်တယ်လဲဆိုတာတမိုင်းကဆုံးဖြတ်ပါလိမ့်မယ်လို့လည်းသူကပြောပါတယ်အမေရိကန်ပြည်ထောင်စုအာကာရိုလိုင်းနားပြည်နယ်တောင်ပိုင်းက အမန်ဒာပီနန်ဆိုတဲ့အမျိုးသမီးဟာဆိုလို့ရှင် အော်တိုဘာလ3ရက်နေ့မှာ Facebook မှာအကြောင်းအရာတစ်ခုကိုကြေပြထားပါတယ်။အဲကျမတို့အိမ်ကအော်တိုဘာလ31ရက်နေ့အထိညတိုင်း7နာရီကနေ10နာရီကြားမှာမီးလောင်နေပါလိမ့်မယ်။ ်အာတကယ်မီတော့မဟုတ်ပါဘူးဒါကြောင့်ဂျေစုပြုပြီးတော့မိသက်ဌာနကို ဖုန်းမခေါ်ကြပါနဲ့တော့လို့ပြောထားပါတယ်ဆိုတော့အမန်ဒါဟာသူနဲ့ဆေးဆက်ထားတဲ့ဆမ်လီနဲ့အတူဒီနှစ်ယောက်ပေါင်းပြီးတော့ပေါ့လေတရေကြီးညလို့ခေါ်တဲ့ဟောလိုဝင်းညအကျိုးအနေနဲ့သူတို့အိမ်ကိုမီးလောင်နေတဲ့အိမ်ပုံစံမျိုးလုပ်ထားတာပါ ပဒင်းပေါက်တွေကိုလည်းလိမ်မော်ယောင်မီးတောက်အယောင်တွေလှုပ်ထားပြီးတော့မီးခိုးထုတ်ဆက်တွေနဲ့ဒီမီးခိုးဆက်ထုတ်တဲ့ဆက်နဲ့ပေါ့လေမီးခိုးတွေကိုထုတ်ထားပါတယ်။အိမ်ကိုလည်းဒီအထက်ထက်မိုးမှန်ထားပြီးတော့မီးလောင်နေတယ်လို့မျိုးဖြစ်အောင်ပြင်ဆင်ထားတာပါ။အာသူတို့ရဲ့လက်ရာကပြောင်မြောက်လွန်းလို့သူတို့အိမ်ရှိတဲ့လမ်းလေးပေါ့လေအဲ့လမ်းလေးတွေကနေဖြတ်လာတဲ့သူတွေအားလုံးကတကယ်ကိုမီးလောင်နေတယ်ထင်ပြီးတော့မီးသက်ဌာနကိုအရေးပေါ့ ဖုန်းဆက်ခေါ်ယူလေးရှိပါတယ်ဒီလိုမျိုးလောက်လာတာအခုဆိုရင်တော့တတရနှစ်ပေါ့လေအာ၃နှစ်မြောက်ကိုရောက်လာပြီဖြစ်ပါတယ်ဒီနှစ်လည်းဖုန်းခေါ်တာတွေရှိနေပါတယ်ဒါပေမဲ့အရင်နှစ်ကလောက်တော့မဆိုးတော့ဘူးလို့မိသက်ဌာနကတာဝန်ရှိသူတွေကပြောပါတယ်အမန်ဒါရောကတော့သူ့ရဲ့ဟောလွင်းအပြင်ဆင်လုပ်ထားတဲ့အိမ်ကိုမိလောင်နေတဲ့အိမ်လို့နာမည်ပေးထားပါဗျ။